ကျမရဲ့နာမည်ကတော့ဒေါ်လက်လက်ဝေဖြစ်ပါတယ်။ကျမသမီးလေးနာမည်ကတော့အမတ်ဟေတာလင်းလက်ကြီးဖြစ်ပါတယ်ရှင်။သမီးလေးရဲ့အသက်ကတော့9နှစ်ပြည့်ပါပြီရှင်။ ီးလေးကတော့မွေးကလေးကပါခဲ့တာပေါ့ရှင်ဆက်တော့မှာပေါ့နော်တွေးကြော်လေးထုံးထုံးပြီးတော့ပါခဲ့တာပါသမီးလေးနနစ်ကြော်သုံးနှစ်လောက်မှာစပိန်လေးစစီးတဲ့အချိန်မှာပေါ့နော်နန်းတလေးဆက်တော့ကလေးကမထောက်နိုင်တာပေါ့နော်မထောက်နိုင်တဲ့အခါကျတော့မိဘတွေအနေနဲ့အဲသွားပြီးပြရမယ်ဆိုပြီးတော့မှမန်တလေးမှာပြချီနေပါတယ်ရှင် မန်းလေးမှာသွားပြီးပြကြည့်တဲ့အချိန်ကြတော့လေအဲ့မျိုးပေါ့အမဖြစ်ရှင်တာကတော့အမျိုးလုံးဝပျောက်ကင်းအောင်မိဘတွေကတော့ပေါ့နော်စိတ်ပူတဲ့ခါကြတော့လုံးဝအရှင်းပျောက်ကင်းနိုင်တလားလို့ဟိုပေါ့နော်တိုင်ပင်ကြည့်တာပေါ့နော်အဲ့ဒါနဲ့ဆရာဝန်တွေကနေပြီးတော့မှအဲဒါမျိုးကတော့တေချာလေးတော့မပျောက်ကင်းသွားဘူးအရှင်းမပျောက်ကင်းသွားဘူးအဲဟိုပေါ့နော်စောက်ဆင်းနေကတော့ထိန်းလို့ရတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်ရှင် Our patient her name is Heather she has the uh, disease name of the vascular malformation. She present with the her light foot deformity. Uh, the deformity is the swelling, have the purple color, and pain when she walk or standing. About her disease is a venous malformation. So this kind of disease, uh, the patient will present the symptom or sign at birth and the the lesion or the pathology will increase inside or growth with the patient so when the patient uh, become the children or adolescent the disease will progression and have the symptom for for the patient ရွှေမာလီယာပေါ့နော်အဲ့ဒါဆိုတဲ့ခါကျတော့မမေးတဲ့အဲ့ဒါဒီဆေးရုံကတော့တဲ့တမီးတို့ဟိုပေါ့နော် Viber ကနေဆက်တွေ့လို့လဲရတယ် Facebook ပေါ်ကနေလဲ live ပေါ်ကနေတမီးအရင်စုံစမ်းပြီးတော့မှဆရာဝန်နဲ့ဆွေးနွေးတိုင်မြင်မယ်ဘလို့လေးကုသမယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေကိုသူကနေပြီးတော့အရင်အဆုံးလေ့လာပြီးတော့မှအရင်အဆုံးဆက်တွေ့ခဲ့ပါတယ်ရှင် ဲ့ဒါလို့ပေါ့နော်အဲ့မျိုးပေါ့ line ပေါ်မှာအမျိုး appointment တွေဘာတွေယူပြီးတော့မှကုန်ကြမဲ့ဈေးနှုန်းဈေးနှုန်းပေါ့နော်အဲ့ငွေအမောင်လေးတွေကလည်းဘတ်တသိန်း9ဘန်းကနေ9သိန်းကြားကြမယ်ဆိုတဲ့ခါကျတော့ကိုရီးယားလည်းရတယ် OK တယ်ကုမယ်ကုကလေးကိုဒီလိုသွေးကြောလေးကိုပေါ့နော်ပျောက်သွားစေခြင်းနဲ့အတွေ့ပြန်လာခဲ့တယ်ပေါ့နော်လာခဲ့တဲ့ခါမှာဆရာဝန်ကလည်းတကယ်တော်ပါတယ်ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ဟို ဆေးပညာတွေကလည်းတအားကိုခင့်ပြီးဖွံ့ဖြိုးတိုးတက်နေပြီဆိုတော့လေအဲ့ဒါဆိုတဲ့အခါကျတော့လာပြီးတဲ့အခါကျတော့ဆရာဝန်တွေနဲ့လည်းအနီးကဆွေးနွေးတိုင်ပင်ပြီးတော့မှအဲနှစ်လတစ်ကြိမ်၆လတစ်ကြိမ်အမျိုးလာပြဖို့လည်းဆွေးနွေးတိုင်ပင်ပါတယ်ရှင် For our patients, Heta, she visits us and I perform the uh, sclerosing therapy procedure for treatment. Uh, I treat her for three sessions. After the third session, the uh, clinical and the vascular pathology significantly improved. Her foot is become normal and she can uh, walk and standing like the normal child. for the parents that you your baby have the problem like heta uh, the, so, the, this kind of disease can occur in any part of the baby body uh, the symptom mostly is the swelling uh, discolorization have the uh, purple or pink color or pain so this kind of the uh, symptom if you worry or you concerning of the, this disease, you can consult or visit us. Or even you, you know your baby have this disease, the venous malformation. So don't worry, we have the way for the treatment for, for your baby.